န်ကိုတိုက်ခိုက်ရန်စဉ်းစားနေပြီးတော့ချင်းချင်းမရှိလက်နဲ့ချရမယ်လို့ပြောလိုက်တဲ့ထရန့်ကြောင့်ပါဝင်နောက်ဆုံးရသတင်းများအားလုံးပဲမင်္ဂလာပါအီရန်အစ္စရေးစစ်ပွဲမှာတိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိဘဲနဲ့ညီနိုင်ရေးလမ်းစဉ်ကိုလိုက်ဖို့ရွေးချယ်နေတဲ့အမေရိကန်ဟာအီရန်ဘက်ကိုချင်းချမှုတွေစတင်လှုံ့ဆော်လာနေခဲ့ပြီဖြစ်ပါတယ်။တမရဒေါ်နယ်ထရန့်ကအီရန်ကိုချင်းချင်းမရှိလက်နဲ့ချရန်တိုက်တွန်းလိုက်ပြီးတော့အီရန်ကိုတိုက်ခိုက်ရန်စဉ်းစားနေပြီဖြစ်ကြောင်းလည်းသတိပေးသွားပါတယ်။အဒီပတိခေါင်းဆောင်ကြီးဆိုသူဘယ်မှာပုံးနေလဲကျုပ်တို့သေချာသိထားပါတယ်လွယ်ကူတဲ့ ြစ်မှာပါပဲအခုတော့အဲ့မှာဘေးကင်းနေပါသေးတယ်ကျုပ်တို့မရှင်းသေးပါဘူးနောက်ဆုံးအခုတော့မလုပ်သေးပါဘူးဒါပေမဲ့အရက်သားတွေဒါမှမဟုတ်အမေရိကန်စစ်သားတွေကိုဒုံးကျည်တွေနဲ့ပြက်ကြတော့မလိုလားပါဘူးကျုပ်တို့တိခဏနိုင်စွမ်းလျှော်နေလာပါပြီလို့ထရန့်ကလူမှုကွန်ရက်မှာရေးတင်ထားခဲ့ပါတယ်ထရန့်အင်ဖြူရောမှာတနာယီမိနစ်20ကြာအရေးပေါ်အစည်းအဝေးကျင်းပခဲ့ရမှာဒီကိစ္စကိုအဓိကဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်အီရန်အစ္စရေးစစ်ပွဲမှာအမေရိကန်မှာပါဝင်လာတော့မလားဆိုတာလေးစိတ်ဝင်စားဖို့ကောက်လာခဲ့ပါတယ် ဆက်လက်ပြီးတော့ဒေါအောင်ဆန်းစုကြည်မွေးနေ့ကမ်ပိန်းအတွက်စုတောင်းဘီယို၈တောင်းပြည့်သွားတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အောင်ဒေါအောင်ဆန်းစုကြည်ဟာဆိုရင်တော့စစ်တပ်အာဏာသိမ်းမှုအပြီးမှာကလေးကဖမ်းဆီးထိသိမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။သူမကိုစစ်တပ်ဘက်ကပုံမှန်မျိုးစုံနဲ့နှိရှေထောင်းတဲ့နေချမှတ်ထားခဲ့ပြီးတော့လက်ရှိမှာတော့နေပြည်တော်ကတိတဲ့ကျေတောင်မှာထိသိမ်းထားခဲ့တာဖြစ်ပါတယ်။လာမယ့်ဇွန်လ19ရက်နေ့ဟာဆိုရင်တော့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့လေးဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့တဲ့ပြည်သူ့ရအွန်လိုင်းကမ်ပိန်းတစ်ခုကိုလည်းလှုပ်ဆောင်နေက ကြပါရယ်အဲ့ဒါကတော့ဒေါ်ဆဲစုကြည်အတွက်စုတောင်းပြီးရရှစ်တောင်းကျော်ထိစုဆောင်းထားပြီးတော့ greenish စံချိန်တင်နိုင်ဖို့အတွက်ပါဇွန်လ16ရက်နေ့ဒေါ်ဆဲစုကြည်မွေးနေ့ရှာဖို့အတွက်တရက်လုံးမှာတင်စုတောင်းပြီးရရှစ်တောင်းပြည့်သွားခဲ့ပြီလို့ဒီကမ်ပိန်းကိုဥဆောင်သူအကြီးညာခဲ့ပါရယ်ဒါပေမဲ့ပြီးရထက်နေတာတွေ happy birthday စုဆိုတဲ့စာသားမပါဝင်တာတွေကိုပြန်ပေးရအောင်မှဖြစ်တဲ့အတွက်ပြီးရကိုလာမဲဇွန်လ16ရက်နေ့ထိဆက်လက်လက်ခံသွားအောင်မယ်လို့လည်းသိရပါရယ် ဈေးတဲ့သူတွေအနေနဲ့ကတော့ပြည်ပေါင်းတသိန်းကျော်ထိရလာနိုင်တယ်လို့လည်းခန့်မှန်းထားခဲ့ပါရီဆက်လက်ပြီးတော့ပလဝမြို့ကိုရခိုင်ပြည်နယ်ရဲ့ထဲသွင်းသတ်မှတ်မှုပေါ်ဝေဖန်မှုမြင့်တက်နေတဲ့ကြောင်းကိုတင်ဆက်ပေးကြပါရီရခိုင်မြို့သားဖွဲ့ချုပ်ရခတတော် UNLAAA ကဇွန်လ12ရက်နေ့ကရခိုင်ပြည်နယ်မှာခရိုင်သစ်ရှိခုပြင်ဆင်သတ်မှတ်ကြောင်းကြေညာလိုက်ပြီးတော့အဲ့ထဲမှာပလဝခရိုင်ကိုလည်းထဲသွင်းထားခဲ့တာတွေ့ရပါရီပလဝဟာဆိုရင်တော့ရခိုင်ပြည်နယ်နဲ့နေမြေထိဆက်နေပဲအိန္ဒိယနိုင်ငံနဲ့ချုပ်ဆိုထားတဲ့ ကလဒန်မြေကြောင့်ဘတ်စုံသုံးတဲယူပို့ဆောင်ရေးစင်ကြယ်လန်စီမံကိန်းလမ်းကြောင်းပေါ်တရှိတာဖြစ်ပါတယ်။စေရေးနိုင်ငံရေးနဲ့စီးပွားရေးအရာချက်ချာကြပြီးတော့ရခတက်တော်က2024ဇန်နဝါရီ14ရက်နေ့မှာစစ်ကောင်စီလက်မှာတိုက်ခိုက်သိမ်းပိုက်ထားခဲ့တာပါ။ယခုလောပလဝခိုင်ကိုရခိုင်ပြည်နယ်တွင်ထွေသိမ်းတမက်လိုက်မှုပေါ် ချင်းဖွဲ့စည်းများနဲ့ချင်းလူမျိုးများကြားမှာဝေဖန်ပြောဆိုမှုများမြင့်တက်နေခဲ့ပါရီ။ဒါနဲ့ပတ်သက်ပြီးတော့ချင်းညီနောင်တပ်ဖွဲ့ကလည်းသူတို့ရဲ့သဘောထားကိုယခုလိုပြောပြခဲ့ပါရီ။ပလဝါကချင်းပြည်ဆိုတာကိုချင်းညီနောင်ဖွဲ့သားအလောက်ကတညီတညွတ်သေးယုံကြည်လက်ခံကြရဲဆိုတာကိုပြောလိုပါရီ။ဒါကညီနောင်တွေမကတနိုင်ငံလုံးကတိကျပါရဲလို့သူတို့ရဲ့သဘောထားကိုပြောသွားခဲ့ပါရီ။ရက်ကတက်တော်ကောင်းဆောင်ပေါ်ချုပ်ထုံးမြနိုင်ကပလဝါဟာချင်းပြည်နယ်ပဲဖြစ်ကြောင်းမီဒီယာနဲ့တွေ့ဆုံမေးမြန်းစဉ်ကဖြေကြားထားပူပါရီ။ ီကနေမှတစိမ့်လူမျိုးရေးမုန်တိမှုများမပေါ်ပေါလာစေဖို့အတွက်လည်းချင်းညီနောင်တပ်ဖွဲ့ကတတိပေးထားခဲ့ပါရီဆက်လက်ပြီးတော့အိန္ဒိယမှာတရားတစင်ပြိုကျပြီးတော့လူချအိုးသိမ်းဆုံးခဲ့ရတဲ့ကြောင့်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရီအိန္ဒိယမှာတော့ဒီရက်ပိုင်းသတင်းစိုးတွေဇက်တိုက်ထွက်ပေါ်နေရမှာလဲအခုလေလူချအိုးထိသိမ်းဆုံးခဲ့ရတဲ့တရားပြိုကျမှုထပ်မံဖြစ်ပွားလာခဲ့ပါရီအိန္ဒိယနိုင်ငံနောက်ပိုင်းပူနီမျိုးရှိ အင်ဒရာယနီမြစ်ပေါ်မှာတိဆောက်ထားတဲ့တံတားတစင်ပြိုကျခဲ့ပြီးနောက်အနေစော်လူ6ဦးသိမ်းဆုံးခဲ့တယ်လို့တာဝန်ရှိသူတွေပြောကြားခဲ့ပါရီဇွန်လ15ရက်ကအင်ဒရာယနီမြစ်ကူးတံတားပေါ်မှာကဘာလက်ခီးတဲ့အများပြားရှိနေချိန်မှာတံတားပြိုကျတာဖြစ်ပြီးတော့လူအများအပြားလွင့်ကြကုန်တာဖြစ်ပါရီအဲ့တံတားပြိုကျမှု ဖြစ်စဉ်ဟာအိန္ဒိယနိုင်ငံမှာခီးတဲ့တင်လေရေပြတ်ကျမှုနဲ့ရဟတ်ရေပြတ်ကျမှုတို့ဖြစ်ပွားခဲ့ပြီးနောက် ရှက်ပိုင်းကြမှာပဲဖြစ်လာတာပါ။ဒါပြင်တရားပြိုကြမှုနဲ့အတူအခြားလူ25ဦးဟာရေစီးနဲ့အတူ မျောပါသွားခဲ့တယ်လို့သိရပါရယ်။အချို့လူတွေဟာရေစီးနဲ့အတူမျောပါသွားခဲ့ပါရယ်။သူတို့တွေကိုရှာဖွေဖို့အတွက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုကျွန်တော်တို့ဆက်လက်လုပ်ဆောင်နေပါတယ်လို့အိတ်ဒေတာရဲ့တာဝန်ရှိသူတဦးကပြောသွားခဲ့ပါရယ်။ဆက်လက်ပြီးတော့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီဒေါ်လာတန်း100ပေးအပ်ဖို့ အာရှဖွံ့ဖြိုးရေးပန်တည်ပြုလိုက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကလူသားချင်းစာနာထောက်ထားမှုတွေဒေါ်လာသန်း100ကျပ်ပေးရင်အစီအစဉ်အားတည်ပြုလိုက်ကြောင်းအာရှဖွံ့ဖြိုးရေးပန် ADB ကထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ကုညီထောက်ပံ့ငွေတွေကိုတော့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကုလသမဂ္ဂကလေးလူငယ်များရှင်ပုံငွေနဲ့ကမ္ဘာစားနေရိတ်ခါအစီအစဉ်တို့မှတဆင့်ပေးအပ်သွားမည်ဖြစ်ပြီးဒေသအတွင်းဖွဲ့စည်းများနဲ့လည်းပူးပေါင်းဆောင်ရွက်မယ်လို့ထုတ်ပြန်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့မလ28ရက်အင်အားပြင်းငလင်လုတ်ခဲ့ပြီးချိန်မှာဆိုရင်လေ ADB အနေနဲ့မြန်မာနိုင်ငံကိုအရေးပေါ်ကိစ္စရေးထောက်ပံ့ငွေဒေါ်လာ3သန်းပေးအပ်ခဲ့ပါသေးတယ်မြန်မာနိုင်ငံမှာငလင်မလုတ်ခင်မီကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်နေသူလူပေါင်း၄သန်း3သန်းပေးငလင်လုတ်ခဲ့ပြီးချိန်မှာဆိုရင်တော့လူပေါင်း6သန်း3သန်းထိတိုးလာကြောင်း ADB ရဲ့စစ်တမ်းအရသိရပါတယ် မြန်မာနိုင်ငံကပြည်သူတွေအတွက်အကြီးမားဆုံးထောက်ပံ့ငွေဖြစ်တဲ့ဒီဒေါ်လာတန်တရာက အကူအညီလိုအပ်နေတဲ့မိသားစုတွေကိုစားနပ်ရိက္ခာရေးအမိုးကနဲ့စေဝါဆောက်ရှောက်မှုတွေပေးမှာဖြစ်ပါတယ်။ရေရှည်တမိုးဝဲကြောင့်မူအလောက်ကိုင်းနဲ့ရဲရွာပြန်လည်ထူထောင်ရေးအတွက်ကူညီပံ့ပိုးပေးမှာဖြစ်ပါတယ်လို့ ADB ဥက္ကဋ္ဌမာဆာတူကန်တာကပြောပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တည်းတင်ဆက်ပေးမှုလေးကိုတော့ဒီမှာပဲရှင်းနာပြစေရှင်။ကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။